အသက်ကြီးမှလည်းရေးစင်ဖြစ်ခဲ့ကြတယ်နမိတ်ကြီးကစားသမားများအလုံးမဲ့မင်္ဂလာပါဘလုံးစင်နဲ့မြန်မာနိုင်ငံမှာဆိုရင်လည်းရေးစင်ကစားသမားဖြစ်ဖို့ဆိုတာကအသက်ပြည့်ရတဲ့ကိစ္စမဟုတ်ပါဘူး ။သာသနာကောင်းတွေလည်းညာတက်တာကြောင့်တပည့်စင်တင်မှန်နေရရဖို့ဆိုတာကအပြိုင်ဖြစ်နေကြပါလိမ့်။ချူသောကစားသမားတွေကတော့ငငယ်ရွယ်မှနေခြေဆွမ်းပြပြီးတော့တပည့်စင်ဖြစ်ခဲ့ကြပုံနဲ့တချို့ကျတော့လည်းအသက်ကြီးမှတပည့်စင်ဖြစ်ခွင့်ရတဲ့သူတွေလည်းရှိပါတယ်။ဒီမှာတော့အသက်ကြီးမှတပည့်စင်ဖြစ်လာခဲ့ကြတဲ့ကစားသမားတွေရဲ့အကြောင်းကိုပြဆက်ပေးစီပါတယ်။နံပါတ်၁နေနေကတော့ဒန်ပန်ပဲဖြစ်ပါတယ်။ငကြားတို့အတင်ဟာရှင်းတဲ့လောင်းပြီးနောက်မှာတော့လူတစ်လုံးသူတစ်လုံးပြန်ဖြစ်လာခဲ့ပါတယ်။ငကြားတို့ရဲ့နောက်တန်းမှာဒန်ပန်ကလည်းအထူးကစားသမားအနေနဲ့ရှိနေကြတာပါ။ဒန်ပန်ကသူ့ရဲ့ကစားသမားဘဝတခြားအတင်းကြီးကမှမကစားခဲ့ဘူးပဲနဲ့ 2022ခုနှစ်ကမှမကြာလူစီကိုရောက်ရှိလာတာဖြစ်ပါတယ်။မကြာလူနဲ့ခြေစွမ်းပြနိုင်ခဲ့ပေမယ့်အသက်ရေကတော့အရွယ်ကောင်းမှရှိမနေတော့ပါဘူး။ဒမ်ဘာပီးခဲ့တဲ့မန်ချက်လာကမှအင်္ဂလန်လူရေးစင်အသင်းမှာစတင်ရွေးချယ်ခံခဲ့ရပြီးတော့အသက်33နှစ်အရွယ်ရောက်မှလူရေးစင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။နမန်းနေနေကတော့မာတီတာပဲဖြစ်ပါတယ်။ ဒီနေ့ပိုင်းနေထဲမှာဆိုရင်ဖန်သန်းသန်းတော်တို့အတင်းက short တက်လို့မရတဲ့အတင်းဆိုတာပြတ်သားနေပါတယ်။ဒီကတဲ့ယာတီတွန်းကမှ Affiliate Flow ကိုတင်ပြောင်းနိုင်နေပြီးတော့ယာတီအစမှလည်း community တိုင်းကိုရရှိခဲ့ပြီးပါတယ်။နန်းတော်တို့အတင်းမှာမာတီဇာကလည်းအဓိကတိုက်စစ်မှုဖြစ်ရှိနေပြီးတော့အတင်းပြတ်တင်းကိုတွေရယူပြနိုင်နေပါတယ်။ ဒါပေမဲ့မတီးတာဟာပြင်သစ်သားတူဖြစ်တဲ့အတွက်ကမ္ဘာမကောင်းတဲ့ညားတဲ့ပြင်သစ်အသင်းမှာနေရာရရှိဖို့ခက်ခဲနေပါတယ်။ဒီကတဲ့ International Breaker မှာပြင်သစ်လူရေးစင်အသင်းမှာစတင်ပြီးချေခံနေရတာပါ။လူရေးစင်ဖြစ်လာတဲ့အချိန်မှာမတီးတာရဲ့အသက်က28နှစ်ရှိနေပြီဖြစ်ပါတယ်။နံပါတ်3နေနေကတော့ Jimmy Vardy ရဲ့ဖြစ်ပါတယ်။ Jimmy Vardy ကလည်းကစားသမားဘက်အစပိုင်းတုန်းကအပြော်ရမ်းတော်တော်အသင်းဒီမှာပဲရှင်လဲခဲ့ပြီးတော့ Leicester အသင်းစီကိုရောက်ရှိလာခဲ့ပါတယ်။ Leicester အသင်း Premier League Champion ဖြစ်တဲ့အချိန်မှာ Vardy ကလည်းအဓိကတိုက်စစ်မှုနေနေပါဝင်ခဲ့ပါတယ်။အစားအသင်းနဲ့ Champion ဖြစ်ခဲ့တဲ့အချိန် ဆွမ်းနေကြအင်္ဂလန်လူရေးစင်တင်မှလည်းရွေးချယ်ခံခဲ့ရပါတယ်။အဒီကလည်းအသက်28နှစ်အရွယ်ကြမှာလူရေးစင်တင်မှစတင်ရွေးချယ်ခံခဲ့ရတာပါ။နံပါတ်၄နေနေကတော့ Lagu Aspat ပဲဖြစ်ပါတယ်။ Lagu Aspat ဆိုရင်ဆတာဖီကိုမြင်းရတတော်ရှိကစားသမားဖြစ်ပြီးတော့ထိတ်တန်းကစားသမားတူဦးနေနဲ့လည်းတတ်မှတ်လို့ရပါတယ်။ Lagu Aspat ဟာပကိုးတင်းကိုလည်းပြောင်းရွှေ့ခွင့်ရခဲ့ပြီးနဲ့တရားသီးသားကစားလိုက်ရပြီးတော့ Sevilla အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ Sevilla အသင်းမှာလည်းရေရှည်မကစားဖြစ်လိုက်ပြန်နဲ့ဆတာဖီကိုအသင်းကိုပြောင်းရောက်သွားခဲ့ပါတယ်။ဒီချိန်ကြီးလည်းဆတာဖီကိုမှကစားနေပြီးတော့ပြိုင်ပွဲဆုံးသင်ကုန်း215ကိုတည်ထောင် ါပါတယ်။ Lego Expert ဟာအသက်29နှစ်ကြာမှာစပိန်လူရေးစင်တင်မာပြီးခြေခံခဲ့ရတာပါ။နံပါတ်9နေနေကတော့ Pascal Gross ပဲဖြစ်ပါတယ်။ဂျမန်ကုန်းလေကစားသမားကြီးဖြစ်တဲ့ Pascal Gross ဆိုရင်တော့ဂျီယန်တို့တင်တဲ့အတူ Premier League မှာခြေစွမ်းကောင်းနေပြနိုင်ခဲ့ပါတယ်။ Rosa ပြီးခဲ့တဲ့2024ခုနှစ်တွင်ကဒမ်မုံတင်းကိုပြောင်းရွှေ့ကစားနေခဲ့တာဖြစ်ပါတယ်။ဂျီယန်တို့တဲ့ခြေစွမ်းပြနေနိုင်တဲ့အချိန်2023ခုနှစ်တွင်ကမှလူရေးစင်တင်မာစတင်ပြီးခြေခံခဲ့ရပါတယ်။အဲဒီအချိန်မှာ Pascal Gross ရဲ့အသက်က32နှစ်ရှိနေပြီလည်းဖြစ်ပါတယ်။စုံလင်းကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။